မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေဂင်းတရင်တွေကိုတင်ဆက်ပေးပါမယ်အကျန်းဖက်မင်းအွန်လိုင်းကတိုင်းစစ်ဌာနချုပ်နေပြည်ရှစ်ခုကစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံး24နာရီတန်ပြည့်စစ်မှုထမ်းအဖြစ်အမိန်ပေးတက်မှတ်မှုကိုတက်မီသားစုဝင်တွေကဘယ်သူမှမသိရတဲ့အပြင်တက်မီသားစုဝင်တွေအလုံးဟာနာရေးတန်ရေးကျမ်းမာရေးမြေတီကိစ္စနဲ့မှတက်ပြင်ပခရီးသွားခွင့်မရတာဟာလနဲ့ကြီးကြာမြင့်နေပြီဆိုပါတယ်ဒီခံပြီးနေကဘူတီတောင်မြို့ကိုတိမ့်ပိုက်ထားတဲ့အရခတ်တတော် AA က ဘူဒီတော်မျိုးအကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသား32ဦးကိုပြန်လွှတ်ပေးခဲ့ပြီးကျန်တဲ့ရာဇဝတ်အကျဉ်းသား68ဦးရဲ့ပြစ်ဒဏ်တွေကိုတော့ပြန်လည်စီစစ်သွားမယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျဉ်းဖတ်မင်းအောင်လိုင်ကတိုင်းစစ်ဌာနချုပ်နယ်မြေရှိခုကစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံး24နာရီတန်းပြစ်စစ်မှုတန်းအဖြစ်အမိန်ပေးတတ်မှတ်မှုကိုတပ်မိသားစုဝင်တွေကဘသူမှမသိရတဲ့အပြင် တက်မိသားစုဝင်တွေအလုံးဟာနာရေးတာရေးကျမရေးညီသည့်ကိစ္စနဲ့မှတက်ပြင်ပခရီးသွားခွင့်မရတာဟာလနဲ့ကြီးကြမြင့်နေပြီလို့အနောက်မြောက်တိုက်စစ်တပ်နာချုပ်ရဲ့တက်မိသားစုဝင်တချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အဲ့ဒီလိုအကြံဖတ်မြောက်လိုင်းကသူလက်အောက်ခံတိုက်စစ်ဌာနချုပ်နေမြရှိခုကစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံးကို24နှစ်တန်းပြည့်စစ်မှုတန်းအဖြစ်အမိန်ပေးတက်မှတ်မှုကိုခစ်တဲ့သတင်းဌာနကနေသတင်းတက်လာမှတက်မီသားစုဝင်တွေကသိရတဲ့အတွက်တက်ချက်ကြီးကနေတဆင့်တရင်မှုကိုမေးကြည့်တော့မှ 24နှစ်အပြည့်တာဝန်ထမ်းရမယ့်အမိန့်ကဟုတ်တယ်ဆိုပြီးပြောတဲ့အတွက်အဲ့တော့မှသိရတယ်လို့အနောက်မြောက်တိုင်းစစ်တပ်နာချုပ်လက်အောက်ခံမုံရွာမြို့အခြေစိုက်အမှတ်906စစ်မြေပြင်အင်ဂျင်နီယာတက်ရင်ရဲ့တက်မီသားစုဝင်တဦးကပြောထားပါတယ်။ဒါအပြင်မုံရွာမြို့အနောက်မြောက်တိုင်းစစ်တပ်နာချုပ်လက်အောက်ခံအမှတ်3036လေကြောင်းရန်ကာကွယ်ရေးတက်ရင်ကစစ်တီတဦးကလည်းသူတို့ကိုအဲ့ဒီ24နှစ်အပြည့်တာဝန်ထမ်းရမယ့်အမိန့်ကိုအထက်ကအသိမပေးဘဲထားတာပြီ။ဒီမိတ်မထုတ်ခင်ကတည်းကတက်မီသားစုတွေပါခွင့်မပေးတာ။ အခုအမိန်ထုတ်လိုက်ပြီဆိုတော့ဒီတက်ပို့ဆိုးဖို့ပဲရှိတဲ့အပြင်တထဲမှာတက်မီသားစုဝင်တွေကိုနာရေးတာရေးကြက်မရေးနဲ့အချက်မြည်သိကိစ္စအတွက်မှတက်ပြင်ပခရီးသွားလာခွင့်မပြုတာဟာကိုလာနီပါရှိနေပြီဖြစ်တယ်လို့လည်းပြောထားပါတယ်အဲ့ဒီလိုစကောင်စီလောက်ခန်းစစ်ဌာနချုပ်နေမြရှိခုကတပ်ဖွဲ့ဝင်တွေအလုံး24နာရီအပြည့်တာဝန်ထမ်းရမယ်အမိန်ထုတ်လိုက်တာဟာစစ်ကောင်စီအနေနဲ့အခြေအနေမဟန်တော့ပဲစစ်ရှုံးနေပြီဆိုတာကိုသူတို့ကိုယ်တိုင်ဝန်ခံလိုက်တာပဲဖြစ်တယ်လို့ စီဒီအမ်ဘိုကြီးလင်းထက်အောင်ကမှတ်ချက်ပြုပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်ကဘူတီတော်မြို့ကိုသိမ်းပိုက်ထားတဲ့အရကတက်တော် AA ကဘူတီတော်မြို့အချင်းထောင်ကနေနိုင်ငံရေးအကျဉ်းသား32ဦးကိုပြန်လွှတ်ပေးခဲ့ပြီးကျန်တဲ့ရာဇဝတ်အကျဉ်းသား68ဦးရဲ့ပြစ်ဒဏ်တွေကိုတော့ပြန်လည်စီစစ်သွားမယ်လို့အရကတက်တော် AA ကထုတ်ပြန်ထားပါတယ်အရကတက်တော် AA ကဘူတီတော်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်အချင်းထောင်ထဲမှာဖမ်းဆီးခံထားရတဲ့အချင်းသား68ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး အကျဉ်းသားအားလုံးကိုကျန်းမာရေးစောင့်ရှောက်မှုတွေစာဝင်နေရေးထောက်ပံ့ကူညီမှုတွေလှုပ်ဆောင်ပေးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်မေလ26ရက်နေ့မှာတော့ကဲထုတ်နိုင်ခဲ့တဲ့အကျဉ်းသားတွေတက်ကနိုင်ငံရေးအကျဉ်းသား32ဦးကိုအရကတက်တော် AA ကပြန်လွှတ်ပေးလိုက်တဲ့အပြင်အကျဉ်းသားတွေရဲ့မိသားစုတွေနဲ့ဆက်သွယ်ပေးပြီးငွေကြေးထောက်ပံ့မှုအချို့ကိုပါကူညီဆောင်ရွက်ပေးခဲ့တယ်လို့လွတ်မြောက်သွားတဲ့အကျဉ်းသားတွေဟာသူတို့နေထိုင်ရာခြေရွာတွေမှာနေထိုင်နေကြပြီလို့လည်းအရကတက်တော် AA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။တခြားကြန့်ရှိနေတဲ့ အခြားရာဇဝတ်အကျဉ်းသားတွေကိုတော့သူတို့ကြက်ခံရတဲ့ပြစ်ဒဏ်တွေကို ပြန်လဲစီစစ်တာတွေဆက်လက်ဆောင်ရွက်သွားမယ်လို့လဲအရခတ်တတော်အေအေကထုတ်ပြန်ထားပါလိမ့်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ကံကောင်းမြို့နယ်မှာရှိတဲ့မြောက်ခင်ရန်ဂျေးရွာကနေစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီတွေကိုဒေါ်လိုင်းတက်တွေက rocket တွေ drop bomb တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများစွာနဲ့ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့တော်လိုင်းရင်တရင်ကြီးမိကရန်ကုန်ခေတ်တကိုပြောပါတယ်မေလာ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြောက်ခရိုင်ဂျေးရွာကနေစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကိုတော်လိုင်းရင်တပ်တွေက rocket တွေ drop bomb တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစောထီးတွေဟာထိခိုက်သေးဆုံးမှုတွေများစွာနဲ့ပဲစစ်ကြောင်းပြန်ဆုတ်သွားကြတယ်လို့တော်လိုင်းရင်တရင်ကြီးမိကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ အကျန်းဖက်စကောင်စီလောက်ခန်း BJ တက်ရဲ့မြောက်ရီမြို့သစ်စီမံကိန်းကအင်ချမ်းပြေအယောင်ကြော်ညာပေးခဲ့တဲ့အညမာ house ကအယောင် post နဲ့ကြော်ညာရေးသားချက်တွေကိုပြန်လဲဖြုတ်ချသွားတယ်လို့ Justice for မြန်မာကပြောပါတယ်။အဲ့ဒီအညမာ house ကစီစဉ်တဲ့မြောက်ရီမြို့သစ်စီမံကိန်းအင်အားအယောင်ပြပွဲတွေကမြောက်ရီမြို့အယောင်ပြပွဲကိုစစ်တပ်လက်အောက်ခံ BJ ကောင်းဆောင်စောချစ်သူလို့ခေါ်တဲ့စံမြင့်ရဲ့တားဖြစ်သူစောထုအေမှုတို့ကဖဲချိုးဖြက်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အညမာ house ကိုတော့ Australia Stock Exchange အရင်းဝင် Frontier Digital Ventures ကပိုင်ဆိုင်တာဖြစ်ပြီးအဲဒီကအမှုဆောင်အရာရှိချုပ်ဖြစ်တဲ့သူကနေအမြမဟောက်စ်အနေနဲ့2023ခုနှစ်နောက်ပိုင်းမှာအဲ့ဒီမြောက်ရီမြို့သစ်စီမံကိန်းပေါ်ဆောင်မှုအတွက်အယောင်မြင့်တင်မှုမရှိဘူးလို့လဲ Australia သတင်းစာမှာညွှန်ဆိုလိုက်ပါတယ်။လက်ရှိမှာတော့အမြမဟောက်စ်ကနေမြောက်ရီမြို့သစ်စီမံကိန်းကအင်ချမ်းမြေအယောင်ကြော်ညာပေးခဲ့တဲ့ post တွေကြော်ညာရေးသားချက်တွေကိုပြန်လည်ဖြုတ်ချသွားပြီလို့လဲ Justice for Myanmar ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဘစ်ရှော့နဲ့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တန်မတ်ကြီးလင်ဒါသောမတ်စ်တို့တွေ့ဆုံခဲ့ကြပြီးမြန်မာရေးဆွေးနွေးခဲ့ကြတယ်လို့အမေရိကန်ကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။မေလ29ရက်နေ့ကပဲကုလသမဂ္ဂဆိုင်ရာအမေရိကန်တန်မတ်ကြီးလင်ဒါသောမတ်စ်ကမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့နဲ့တွေ့ဆုံခဲ့ပြီးလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံကအကြက်အတဲနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်ထောင်စုကလွန်စွာစိုးရိမ်ပူပန်တယ်လို့လင်ဒါသောမတ်စ်ကပြောတော့ပါတယ်။ တပတ်ကကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဘစ်ရှော့ကလည်းမြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကိုထောက်ခံပူးပေါင်းဆောင်ရွက်မှုအတွက်အမေရိကန်ပြည်ထောင်စုကိုကျေးဇူးတင်တဲ့အကြောင်းနဲ့လက်ရှိမြန်မာရေးနယ်ပတ်သက်ပြီးတော့လည်းသက်ဆိုင်သူအားလုံးနဲ့ညှိနှိုင်းပြီးကုလသမဂ္ဂရဲ့မြန်မာရေးချင်းကပ်မှု view ဟာကိုအကောင့်ထည့်ဖော်သွားမဲ့အကြောင်းတွေပါအလေးပေးပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ